မြဇန်နဝါရီပါခင်ဗျာဇလူဘာလုံးနဲ့2025ခုနှစ်အောက်တိုဘာလ22ရက်ကနေပြီးတော့31ရက်လကုန်ထိတောက်ကြသသမီးမိတ်ဆွေတွေရဲ့ကံကိုဇာကတားတော့နဲ့အာယုံပြုတပတ်စာနမိတ်ဆွဲပြပေးမှာဖြစ်တဲ့အတွက်တောက်ကြသသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြေကြပါစေကြောင်းဆရာကဒီကနေမြတ်တာဘူးဆုတောင်းတောပနာပြုတာလိုက်ပါတယ်။ကောင်းပြီဒီ2025ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်22ရက်ကနေပြီးတော့31ရက်နေ့လကုန်အထိတောက်ကြတာသူမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိရင်းထဲမှာမိမိတို့အနေနဲ့တခုခုကိုဖြစ်ရှင်တဲ့ဆန္ဒတွေကိုဖြစ်မလာသေးတာမျိုးလေးတွေကြောင့်စိတ်တိုင်းမကျအားမရဖြစ်နေတတ်သောကာလဖြစ်ပြီးတော့ကိုယ်မှာဖြစ်ရှင်နေတဲ့ဆန္ဒကိုဘာလို့မဖြစ်သေးတာလဲဆိုတဲ့စိတ်မျိုးကိုကိုကိုဘာဖြစ်ဖြစ်ရှင်နေတဲ့အရာမှမရဘူးပြီးဝမလာသေးတဲ့အတွက်ကြောင့်စိတ်ထဲမှာမပြောမလွင်ဖြစ်နေတာမျိုး တဦးတယောက်ဒစုံတယောက်ကိုစိတ်ဆိုးသောကဖြစ်နေတာမျိုးစိတ်ကောက်နေတာမျိုးစိတ်ထဲမှာအတိုင်စိတ်တိုင်းမကြဖြစ်နေတာမျိုးကြုံရတတ်တယ်အဲ့ဒါသဖြင့်လူငယ်လေးဆိုရှင်ရင်းနဲ့ပတ်သက်လို့အိမ်တော်ရှင်များဖို့အိမ်တော်ဘက်နဲ့ပတ်သက်လို့ဒီထက်ပို့ပြီးတော့စိတ်တိုင်းမကြခြင်းတွေဒီထက်ပို့ပြီးတော့ဖြစ်ရှင်ဇော်လေးတွေကြောင့်ထိန်းချုပ်ခြင်းနဲ့စိတ်လေးတွေကွန်ထရိုးလုပ်ခြင်းနဲ့စိတ်ကလေးတွေမိတ်ဆွေတောက်ကြတာသမီးတွေရဲ့ယဉ်ထဲမှာဖြစ်ပေါ်နေသောကာလပိုင်းခြားဖြစ်ပါတယ်အလုတ်ကလုံငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ဘာမှမဆိုရှေ့တိုးလှုပ်ဆောင်မှာဘာဖြစ်ဖြစ်တော့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေ တပုတ်နေလွင်နေတယ်များသောကာလကိုကိုလုတ်ပေးနေလို့ရှိရင်ကိုတောက်ကြသောမိမိစီတွေနဲ့အလောက်ကိုင်းနဲ့ပတ်သက်ရင်လူများရဲ့ဝေဖန်မှုတွေများစွာကြုံရမဲ့ကာလဖြစ်ပေမဲ့လို့ဘာကိုလုတ်လို့အပြိုင်ဆိုင်တိုက်ခိုက်ရေးတွေကိုကိုလာပြီးတော့အနှဲငယ်ကြောက်ရှိတတ်တာကတော့ဒီအပတ်မှာမလွဲသေးကြဖြစ်တတ်ပါတယ်လူမျိုးကြီးကိစ္စလေးတွေမဟုတ်မဟတ်သတင်းလေးတွေပြောဆိုခံရတာမျိုးလေးတွေကောလာဟာလာသတင်းတွေပြောဆိုခံရတာမျိုးတွေကြုံရတတ်တယ်လို့အဖွဲ့အစည်းအများနဲ့ပတ်သက်ပြီးတော့ပြောဆိုလုပ်ဆောင်တဲ့လုပ်ငန်းတွေအားသာပါတယ်စကားပြောဆိုမှုဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးပါတယ် အဖွဲ့အစည်းအသင်းဘွဲ့နဲ့ပတ်သက်တာမျိုးလေးတွေရှေ့လို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတော့ကာလာအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတောက်ရသားသမီးတွေကဒီအပတ်တာတော့ဒီမှာဆိုလို့ရှိရင်တော့ဘာကိုဖြစ်ဖြစ်အများအဖွဲ့အစည်းအသင်းဘွဲ့နဲ့ပတ်သက်တာမျိုးအစုစုကြီးနဲ့ပတ်သက်တာမျိုးရှေ့လို့ပါပညာရေးနဲ့ပတ်သက်လို့မျက်နှာပွင့်လန်းတာမျိုးလေးတွေဘာသာရေးနဲ့ပတ်သက်တာမျိုးသင်တန်းဆိုင်ရာလေးတွေမှာရှေ့လို့ဆောင်ရလှုပ်ဆောင်လို့အားသာကောင်းမှုတိုးတက်တော့ကာလာအပိုင်းရှာဖြစ်တော့ကကြောင်းမိတ်ဆွေတို့အနေနဲ့ online social media နဲ့ပတ်သက်တာမျိုးတွေ live စေးတွေအစရှိတာမျိုးတွေရောင်းတာမျိုးတွေတရုတ်ဆောင်တွေပကြီးပခုဘေးရင်ဘေးသာစမ်းကြံအစရှိတဲ့အဖွဲ့အစည်းသင်းပွဲအများနဲ့ပတ်သက်တော့အများဆိုင်ရာလုပ်ငန်းလေးတွေမှာဘာကုန်မဆိုရှေ့တူဆောင်ရလှုပ်ဆောင်ခြင်းဖြင့်ကံရဲ့အထောက်အကူတွေများစွာရရှိပြီးအောင်မြင်တိုးတက်စီမှာအသေးချာပဲဖြစ်တယ်။ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးဖို့ထက်လက်ရှိရှိနေတဲ့နေရာကိုပဲရှေ့တူဆောင်ရလှုပ်ဆောင်မှာလုပ်ငန်းအသစ်မတိတဲ့နယ်ပဲမကျွမ်းတဲ့နယ်ပဲဒီမှာဥဆောင်လှုပ်စင်းတာ အထင်ကိုအကြံကြာလေးနဲ့လူလိမ့်လေးအဖျက်နောက်နဲ့ဂျုံဝတက်တဲ့အတွက်ကိုလက်ရှိရှိနေတဲ့အလုပ်နဲ့ကိုကျွမ်းကျင်သောအလုပ်ကိုသာ professional ချက်ချက်ရှိလို့ဆောင်ရရင်လှုပ်ဆောင်နိုင်မင်းအဆင်ပြေမယ်။ယာထုလုပ်ငန်းကိုင်ငယ်နဲ့ပတ်သက်ရင်ယာထုတိုးဖို့နမီမဲထွက်ပြီးတကယ်တမ်းအမှန်တကယ်ကတိုးမလာတာမျိုးလေးတွေသတင်းမဲကြားပြီးမျောသားမျောပေါ်မလာဆိုတဲ့အတိုင်းဖြစ်နေတတ်သောကာလပိုင်းရှားဖြစ်ပါလေခင်ဗျာ။ငွေကြီးငွေကြီးနဲ့ပတ်သက်လို့ညံ့ပါလေ။ dab ဆိုတော့ကကြားတဲ့တော့ငွေကြီးနဲ့ပတ်သက်လို့ကံရဲ့အားနည်းမှုတွေရရှိနေပါမျိုးကံရဲ့ ငွေကြီးနဲ့ပတ်တိုင်းလူလိန်ခံရတာမျိုးလေးတွေတကိုးကိုးခံရတာမျိုးပျောက်တာမျိုးတွေဂျုံကတက်တယ်လို့လက်ထဲမှာငွေမမြဲသောကာလဖြစ်တဲ့အတွက်ငွေကြီးကံဟာအားနည်းနေသောကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့အဲတကိုးကိုးချင်းကြပြောက်ချင်းကပိုက်လိုက်တဲ့အဆရှိသောကိစ္စတွေလိန်ခံရရင်းနေဂျုံရနိုင်တယ်လို့လက်ထဲမှာငွေထားရင်ကိုငွေစကကိုချီကနေကိုမနေချင်းမဲ့ထွက်သွားခြင်းတဲ့စိတ်တွေဖြစ်နေတတ်တဲ့အတွက်လက်ထဲမှာရှိနေတာထက်စားလို့ရှိရင်တနေရရာတစ်ခုခုမှာယင်းဤလှုပ်ဆောင်လာတာဟာပုံမှုကောင်းမှုပြီးတော့ကိုနဲ့ငွေဟာ ဝင်ဒီဝင်ဝင်ထွက်ဝင်ဟာဝင်လီထွက်လီကဲ့သို့ဖြစ်နေခြင်းနေကြောင့်တက်ပြီးတော့အာနာပါနရှုရင်တရားပေါက်နိုင်မယ်မဲ့တကယ်တော့ဝင်ဝင်ထွက်ဝင်ဖြစ်နေတတ်တဲ့သူကငွေကြေးကအားနေပါလေဒါရိုက်ပဲပြောပါမယ်ပိုနေစရာငယ်လာအတာပါနော်ဆိုတော့ကောင်းပြီငွေကြေးနဲ့ပတ်သက်လို့ငွေကြေးကအားနေတော့ကိစ္စလေးတွေကြောင့်ငွေကြေးဆိုင်ရာကိစ္စလေးတွေရှင်းငါးလာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်လို့ရှေ့တူပြောဆိုတာမျိုးတွေအစုချေရအစုချေငွေကြေးနဲ့ပတ်သက်တာလေးတွေမှာ မယုံကြည်မလုံးမနဲ့ online social media အခုခေတ်ကလည်းအလိမ်ကြီးများတယ်ရောဒီ online social media နဲ့ပတ်သက်ပြီးတော့အလိမ်ခံရတာမျိုးတွေအကြောင်းအရာမျိုးစုံနဲ့ငွေကြေးအလိမ်ခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ရည်နဲ့ငွေရှိတာငှားတာလေးတွေတောင်မကောင်းကြောင်းနဲ့အဲသတိထားစင်ရည်နဲ့ကိုယ့်လက်ထဲမှာပိုင်ဆိုင်တဲ့အရာတွေကိုလူမြင်အောင်မထားပဲတူတူဟောဟောလှုပ်လှုပ်ဟောဟောတိတ်ဆိတ်ထားတာမျိုးတွေဟာမိစုတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးငွေစင်ပွားလုပ်ငန်းတွေအားနည်းပါတယ် ငွေကြေးတိုးတက်အောင်ရှိတာငားတာမျိုးတွေဒီမှာသတိပြုစင်ကြင်ရအတွက်တော့မြန်စွာလိုအပ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားပြီးသတိပြုပြန်မှာကြားလိုက်ပါတယ်အရှိရေလူငယ်တွေအရှိရေနဲ့ပတ်သက်လာရင်တော့မိမိချစ်သောမြန်လို့သောသူကိုဖွင့်ပြောဖို့အားနည်းနေပါတယ်ဒါကြောင့်ဖွင့်မပြောတာကောင်းပါတယ်မိမိချစ်သောမြန်လို့သောသူကိုမိမိတို့နဲ့ ဖွင့်ပြောကမှတဦးတယောက်ရှိနေတာမျိုးဆိုင်ယူရှိနေတာမျိုးဒါမျိုးလေးတွေကြုံရတတ်တယ်လို့အထင်သေးချင်းစွတ်စွဲချင်းခံရတတ်တယ်လို့မျိုးပလေးခံရတဲ့အတွက်အရှိရင်နဲ့ပတ်သက်ရင်တော့သတိပြုစင်ကြရအတွက်တော့လိုအပ်ပါတယ်။သမီးကြီးများအနေနဲ့ကတော့မိတ်ဆွေတို့တဦးနဲ့တဦးတယောက်နဲ့တယောက်ဘလို့မှအဆင်မပြေနိုင်ဘူး။သွင်းအေးနေတာမျိုးလေးတွေတယောက်နဲ့တယောက်တဦးနဲ့တဦးအဲမေတ္တာကြီးမှဆိုလို့ရှိရင်တော့ ချိတ်ဆက်ရင်ဘလို့မှအစင်မပြေတော့တဲ့အကြောင်းတရားတွေရရှိနေတာမျိုးလေးတွေလို့စိတ်ထဲတွေးနေတာမျိုးလေးတွေဂျုံကတက်တယ်ကာလာပိုင်ဆက်ဖြစ်ပြီးအရှိန်းနဲ့ပတ်သက်ရင်တော့ leave တားရခဲ့ခြင်းထွက်ခွာခြင်းတွေခွဲခွာခြင်းတွေဂျုံကတက်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့အရှိန်းနဲ့ပတ်သက်ရင်တော့ကံရဲ့အားနည်းမှုတွေရရှိတတ်တယ်လို့မိမိရဲ့ပေါ်ဖောက်ပြန်ခံရတာမျိုးလေးတွေအဲသုံးွဲဆိုင်ဖြစ်တတ်သောကာလာပိုင်ဆက်ဖြစ်တဲ့အတွက်အတွက်သတိပြုစင်ကြင်ရန်လိုအပ်ကြောင်းနဲ့အဲဒီစားရေရောမစုံလုံးကမ်းသောကာလာဖြစ်ပါတယ်ကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့ အာရကျံပရမလာပန်ဆိုတဲ့အတိုင်းဇေယသမအပြောင်းလဲစီးွားတွေနဲ့ရှေ့တို့ဆောင်ရကုချင်း operation ခွဲစိမ့်မှုတွေငဘောကကျမ်းမာရေးနဲ့ပတ်သက်လာရင်အစင်မီအောင်ရှေ့တို့ဆောင်ရပြီးတော့ကျမ်းမာရေးကိစ္စမှန်သမျှကိုရှေ့တို့ဆောင်ရရင်ဂန်ကျမာကောင်းချင်းတွေရရှိနိုင်တယ်လို့ခွဲစိတ်ချင်းတွေနိုင်ငံခြားပြည်ပတို့ဇေယသမအပြောင်းလဲတို့နေအပြောင်းလဲတို့ကုလုပ်ဆောင်ပြီးတော့ကုတချင်းတွေဟာမိတ်ဆွေတို့ကျမ်းမာရေးနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရခြင်းတွေဟာကံကောင်းမှုနဲ့ရရှိစေမှာအသေးချာပဲဖြစ်တဲ့အတွက်အဲ တောက်ကြသားမျိုးမျိုးစီတွေဟိုကျမ်းမာရေးကောင်းခြင်းမျိုးတွေကြုံရတတ်ပါတယ်ထို့အတူသာသမီမရရှိသူတွေသာသမီရရှိတာမျိုးတွေသာသမီပိုင်ဆိုင်တာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့လူဝင်တာမျိုးငွေဝင်တာမျိုးထိပေါက်တာမျိုးကံကောင်းစီတော့ကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေဒီအဖက်တာတို့တွေမှာတောက်ကြသားမျိုးမျိုးစီများမိတ်ဆွေတို့အနေနဲ့အကျိုးပေးကံကောင်းစီတော့ကဏ္ဍအခရာတွေဟာဆိုလို့ရှိရင်တော့၆ကဏ္ဍ၇ကဏ္ဍ ုံညာကနန်းတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့ကံကောင်းစေပါတယ်အကျိုးပေးတော့နေသားအနေနဲ့ဆိုရင်တော့တနင်္ဂနွေသားသမီးဂျာစာပရိသတ်သမီးတွေနဲ့တွဲဖက်လုပ်ရင်ကံရဲ့အထောက်အကူကိုရရှိတတ်သောအပိုင်ချဖြစ်ပါတယ်အကျိုးပေးသောအရာဟာအနီရောင်အစိမ်းရောင်လိမ္မော်ရောင်တွေဟာအများများပါသောအရာတွေကိုဝတ်ဆင်အသုံးပြုရင်ကံကောင်းစေပါတယ်အကျိုးပေးသောအရာဟာအနောက်ဆူဆူရဖြစ်ပါတယ်ခင်ဗျာကံကောင်းမှုတွေရရှိစေမှာအထင်ရှားပဲဖြစ်တယ်အဆက်ဆက်ရာမိတ်ဆွေတို့နဲ့တောက်ကြသားသမီးတွေအနေနဲ့ မိစေတို့ရဲ့အရေးကြီးသောကိစ္စလိုရာကိစ္စတွေကိုပြောဆိုပြုမှုတဲ့အခါမှာမိမိတို့ရဲ့လိုရာကိစ္စကိုမသွားမိမှာအဲမိစေတို့အနေနဲ့ကျေပုံလေးတစ်ပုံဖြစ်စေငါးတောင်ကျေလေးတစ်ပုံကိုဖြစ်စေမိမိရဲ့ကတ်တူစာရမှာဖြစ်စေလက်မှာဖြစ်စေဆွဲပြီးတော့လိုရာကိုအောင်မြင်အောင်နှစ်ခုလေးပေါ်လက်တင်ပြီးတော့အောင်မြင်ပါစေဆိုပြီးတော့ဆုတောင်းပြီးတော့သွားရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိပြီးတော့ကံကောင်းစေမှာအထေကြပဲဖြစ်တယ်ဒါအပြင်မိစေတောက်ကြတသမီးတွေမိမိတို့ရဲ့နော်အိမ်အတွင်းမှာ မိသားစုရေးအတွင်းမှာလုံးနဲ့တူတယောက်နဲ့တယောက်ပြဿနာအပြိုင်ဆိုင်လေးတွေနားလည်မှုလွဲရတာမျိုးတွေဖြစ်ရတတ်တဲ့အခါဒီလိုပြဿနာတွေကိုချီချီဝဲဝဲထားမနေဘဲနဲ့ချက်ချင်းဖြေရှင်းလိုက်တာမျိုးတွေပြဿနာတွေကိုချက်ချင်းအဖြေရှားလိုက်တာဟာကံကောင်းမှုတွေရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေမထင်မှန်ဘဲနဲ့အလူခံပုဂ္ဂိုလ်တွေဇယသမားတွေအကြီးအကဲတွေညအိမ်ညာတွေဝင်လာတတ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေ မထင်မှာပဲနဲ့တမိုးရှိတဲ့အရာတွေဝင်လာတတ်တော့ကာလအပိုင်းခြားဖြစ်ကြောင်းလဲထားလောင်းပြောကြလိုက်ပြစီဒါအပြင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ရင်းမှာဆိုရင်တော့တူးနဲ့တူးတယောက်နဲ့တယောက်အပြန်းလန်းနားလည်မှုတွေရှိတာမျိုးညှိနှိုင်းတာမျိုးလေးတွေလှုပ်ဆောင်မှာပြက်ဆဲခြင်းရဲ့ဆဲခြင်းတန်တယောက်နဲ့တယောက်ညှိနှိုင်းနိုင်တဲ့အဖြစ်ရှာလိုက်ပါပုံမှန်ကောင်းမှန်ပါတယ်အမွေကိစ္စအမှုကိစ္စရင်ဆိုင်နေရသူတွေအမှန်တရားရရှိပြီးတော့အရှုံးအောင်ဖြစ်နေသူတွေပြန်လည်လွတ်မြောက်လာမယ့်အပိုင်းခြားကာလဖြစ်သောကာလဖြစ်ပါတယ် အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွအယောင်းကွက်စီမှုတွေတောက်ကြသောမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုအောင်တပီခလေးအနှင်းငယ်ကိုလည်းကင်ပြီးတော့အမမွေးရေစဖျန်းပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါကအယောင်းဝယ်ကောင်းပြီးလက်လာပါပွင့်သွားစီမှအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရစင်ပြေစီရန်ရရမပြောမီဆရာငနာပြည်ရင်မိချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတခြား 7902904116ဝက်အက်တယ်လီဂရမ်မှာဖြစ်စေဗိုက်ဘာနံပါတ်6630505နှစ်မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့တောက်ကြတော်လူမျိုးမိတ်ဆွေတွေအဆက်ဆက်ရဲ့အောင်မြင်စင်ပြီးတိုးတက်စီရန်အတွက်ပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့ရဲ့ငွေကြေးကံကောင်းစဉ်ပြီးအဆက်ဆက်ရဲ့အောင်မြင်တိုးတက်စီရန်အတွက်အစိမ်းအောင်ခံပလင်းလေးတစ်ခုထဲမှာနှက်စီပန်အနီရောင်ကလေးနှစ်ပွင့်ထိုးပြီးတော့အမွေးနံတာဆွဖြန်းပြီးမိတ်ဆွေတို့ရဲ့အမြင့်တနေရာဇပွဲပေါ်မှာတင်ထားပြီးတော့ဆူတောင်းလိုက်ပါဒါဆိုရင် အလှဦးထူရမှာမလို့အစိမ်းရောက်ဖတ်မလင်းတွေမှာနှင်းစီပန်အနီရောက်နှစ်ပွင့်ကိုထုတ်ပြီးမိတ်ဆွေတို့ရဲ့ဇပွဲအန်ဆွဲပေါ်မှာအအလုံနေရဈေးဆိုင်ပေါ်မှာတင်ထားပြီးတော့အမွှေးနံသားလေးစုဖြန်းပြီးတော့ဆူတောင်းမှာကပိတ်နေတော့မျက်ပြပွင့်လန်းပြီးအဆက်ဆက်ရရအောင်မြင်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲတောက်ကြတော့မိတ်ဆွေတွေအားလုံးတော့ဆရာကဟောကြားပြတာဖြစ်တဲ့အတွက်နောက်တစ်လမှာပြန်ဆောင်ကြတာပေါ့ဗျာတောက်ကြရီအားလုံးအဆက်ဆက်ရရယရနာစိန်ကြောက်ဇေတော်တိုင်းကစားနိုင်လို့နောက်ဆုံးမိတ်အိမ်နဲ့လွယ်စနေနေ့ပြန်တွေ့ပါမယ်